ဒီကနေ့မှာတော့မြမလူရှင်တော်နဲ့မြမရုပ်ရှင်သမိုင်းမှာမေးလို့မရတဲ့လူရှင်တော် Moss ရဲ့ဘဝဇာတ်ကြောင်းအတူချုံကို တင်ဆက်သွားမှာပဲဖြစ်ပါတယ်။ Moss ရဲ့အမည်အရင်းကတော့ဥတင်ဝင်းဖြစ်ပါတယ်။ မွေးရဇာတိအနေနဲ့ကတော့လေးမင်နာမြို့နယ်ရေတိုးကြောင်ကြီးရွာမှာမွေးဖွားခဲ့တာဖြစ်ပြီးတော့မွေးသက်ကလေးအနေနဲ့ကတော့1316ခုနှစ်ပြာဒိုလာဆန်း10ရက်စနေနေ့မှာဖခင်ဦးထွန်းအေးနဲ့မိခင်ဒေါ်ချန်တို့မှမွေးဖွားခဲ့တာပဲ ဖြစ်ပါတယ်လူရှင်တော်မော့ဟာ1980ခုနှစ်ဝန်းကျင်ဟာမန္တလေးစိန်မြတ်မော်အငိမ့်မှာပညာသင်လူရှင်တော်တို့အဖြစ်ဦးစိန်ယိုဦးရွှေပြိုင်စတဲ့လူရှင်တော်ကြီးတွေထံမှာပညာသင်ယူခဲ့ပါတယ် 1980ခန့်မှာမင်းသားဤစိန်မာဒီယန်သားမင်းသားမိုးဝင်းမိုးမင်းတို့နဲ့အတူဒရိုက်တာမောင်စိတ်တရဲ့ဇလန်းတွေကိုလူရှင်တော်မိုးဒီနဲ့တွဲဖက်ကပြခဲ့ရာမိုးဒီမော့လူရှင်တော်အတွဲဆိုပြီးပရိသတ်မှစတင် လက်ခံလာခဲ့ပါတယ်ဇက်ခုံပေါ်မှာကွန်ဖူးမင်းသားဘရုစလီကဲ့သို့တရုတ်ဆောင်ခဲ့ရာဘရုစလီမော့နဂါလီမော့ဆိုပြီးတော့နာမည်ကြီးလာခဲ့ပါတယ် တော့ဘလို့ဖြစ်တာတော့ဒါနဲ့ခေါင်းမှာရှင်းမရှင်းဘူးလားဟိုသူကပြည်စည်းခိုးတာကဘာလို့ရှိရမှာလို့နောက်ပိုင်းဇက်ထုတ်တွေဖြစ်တဲ့မောက်ပေါင်းကြိုင်ဇက်သူဝနငရှန်ဇက်တွေမှာ လုံးဝလူကြိုက်များလာခဲ့ပါတယ်။အဲဒီနောက်ရန်ကုန်စံမြသပင်မှာခွဲထွက်ပြီးတော့ဒရိုက်တာမောင်စိမ့်တမိုးဒီမော့စ်တို့ပူးပေါင်းက မင်းသားတင်မိုးဝင်းကိုမင်းသားအဖြစ်တင်မြှောက်ပြီးတော့ကျွန်တော်တပင်ဆိုတဲ့ဇက်ကိုတီထောင်ခဲ့ပါတယ်ခင်ဗျာမိုးဝင်းဇက်တပင်နဲ့15နှစ်ကြာလက်တွဲကားပြပေးခဲ့တဲ့နောက်မှာမိုးဒီနဲ့မော့စ်ပူပေါင်းပြီးတော့ဇက်ထောင်ခဲ့ပါတယ်ဇက်ထောင်တဲ့အချိန်ကတော့1988ခုနှစ်ဝင်းကျင်ကန်းကဒရိုက်တာဦးမြင့်ကျော်ရိုက်ကူးတဲ့ရှက်တဲ့တအားဗီဒီယိုဇာတ်ကားမှာပါဝင်တရုပ်ဆောင်ခဲ့ပါတယ်။နောက်ထပ်အနေနဲ့ဒရိုက်တာစိန်တမဏိရိုက်ကူးတင်ဆက်တဲ့ ဖာတလုံးရွှေယူဗီဒီယိုစကားနဲ့အမှုပညာလောကရဲကို အောင်မြင်စွာခြေချနိုင်ခဲ့သူ ဖြစ်ပါတယ်ခင်ဗျာ1986ခုနှစ်မှာဘကိုးတန်းအောင်စီစဉ်တဲ့မိုးရီနဲ့မော့စ်တို့နှစ်ဦးပါဝင်ထားတဲ့မင်္ဂလာဦးညဗီဒီယိုစကားဆိုရင်မြန်မာဗီဒီယိုခေတ်ဥပိုင်းမှာ အငားရဆုံးအခွေ အလူမင်္ဂလာဆောင်တိုင်းမပါမဖြစ်ငားရံပြတရတဲ့အခွေဖြစ်ခဲ့ပါတယ်။အဲဒီနောက်ဇက်တပင်မှဗီဒီယို ရုပ်ရှင်လောကသို့ကူးပြောင်းသွားခဲ့ပြီးတော့ရာဇဝင်ဟာတာနဲ့အချစ်ဟာတာစတဲ့ဇက်ကားတွေမှာအဓိကတယောက်ဆောင်ဖြစ်၎င်း လက်ပူဇက်ရံအဖြစ်၎င်းတရုတ်ဆောင်ခဲ့ပါရခင်ဗျာရုပ်ရှင်နဲ့ဗီဒီယိုဇာကားပေါင်းများစွာမှာပါဝင်တရုတ်ဆောင်ရင်းနဲ့ဒရိုက်တာထွန်းအောင်စောရိုက်ကူးတဲ့ထာဝရအလင်းနှများဇာကားမှာ2017ခုနှစ်အတွက်အကောင်းဆုံးဇက်ပူစုအကယ်ဒမီစုကိုရရှိခဲ့ပါရခင်ဗျာအကယ်ဒမီရရှိပြီးတဲ့အချိန်ကာလတွေမှာမော့စ်ကွယ်လွန်ပြီးဆိုတဲ့ ကောလာဟာတာစကားများပေါ်ထွက်ခဲ့ပြီးတော့အဲ့ဒီစကားနဲ့ပတ်သက်ပြီးတော့2013ခုနှစ်ဇန်နဝါရီလ2ရက်နေ့ကအကယ်ဒမီဒါရိုက်တာထွန်းအောင်စောအတွက်မင်းသားဖိုးချက်ကနေဂုံပြုတ်ကျင်းပပေးတဲ့အကယ်ဒမီဂုံပြုတ်ညစာဧကန်ပွဲမှာအနုပညာမောင်နှမတွေကိုငါမသိဘူးရေကူးတတ်တယ်ဆိုပြီးတော့အကယ်ဒမီ မော့စ်ကနေ နောက်ပြောင်ကြီးစေခဲ့ပါတယ်။ဟာတာတရုတ်ဆောင်မော့ဟာ2013ခုနှစ် ဖေဖော်ဝါရီလ23ရက်နေ့နံနက်6:30မိနစ်ခန့်မှာရန်ကုန်မြို့ရှိ SSC ဆေးရုံကြီးမှာအသေးယောဂဝေဒနာနဲ့ကွယ်လွန်အနိစ္စရောက်ရှိသွားပါရခင်ဗျာမော့စ်ကွယ်လွန်ချိန်မှာသူ့ရဲ့အသက်ဟာ59နှစ်သာရှိပါသေးတယ်ခင်ဗျာ